မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာစက်တမာလ၄ရက်နေ့ကနေစက်တမာလ22ရက်နေ့အထိ16ရက်ကြာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား30ကျော်တိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ၄ရက်နေ့မနက်ပိုင်းကညောင်မင်ငွေရွာအခြေဆိုင်ခမရ96တက်ကနေ6မိုင်ရွာဗန်လောရွာဘက်ကိုအင်အား300ခန်းနဲ့စစ်ကြောင်းထုတ်လာတဲ့အချိန်ဗိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တစ်ချိန်တည်းမှာပဲဗော်ဒီကန်တရားဘက်ကဗန်လောရွာဘက်စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဗိတ်ခရိုင်ပြည်သူ့က ကွယ်ပူးပေါင်းစစ်ကြောင်းတက်တို့လည်းတိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်တကစစ်ကြောင်းထုတ်နေတဲ့အချိန်မှာတနင်္သာရီမြို့ပေါ်ကရဲသားပြည်သူများကိုဖမ်းဆီးကလူသားတိုင်းအဖြစ်နဲ့အသုံးပြုခဲ့တဲ့အပြင်ရဲသားကားများကိုလည်းချောဆွဲအသုံးပြုခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေစဉ်မှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးပစ်ကူအများပြားအပြင် drone နဲ့ပါအသုံးပြုပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်နဲ့ drone များကိုအသုံးပြုပြီးတော့ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲကိုဗိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတင့်နဲ့စစ်ကြောင်းနဲ့ KNL တရင်ဆက်တဲ့ KDL တောကြီးမွေဟောက်မိုင်းအဖွဲပလောပြည်သူ့ကာကွယ်အဖွဲ Dragon Squad Drone အဖွဲ BKI Drone အဖွဲ ADF Drone အဖွဲစတဲ့တော်လိုင်းမဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ drone နဲ့ဘုံကျဲခြင်းတွေကြောင့်ဘန်လောရွာ၊ဘန်လင်ရွာနဲ့၆မိုင်ရွာကလူနေအိမ်တချို့နဲ့အိမ်စည်းကားတချို့ပါထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်များကြားမှာ၁၉ရက်ဇက်တိုက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သား30ကျော်သေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တော်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်များဘက်ကလည်းရဲဘော်တအုပ်ကြဆုံးက12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်ကနေပြီးတော့ MA2 တပ်နဲ့တလက် MA3 တပ်နဲ့တလက်60မမဘုံဒီတလုံး40မမကြည်သီး6လုံး 16G 400ကျော်နဲ့ခဲယံတချို့ကိုတင်းယူရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တမလာ17ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ drone ပုံကျဲခြင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကျွဲထိန်ကုန်းရွာမှာအရသာပြည်သူ၄ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။နေအိမ်ခွနလုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်းသိရပါတယ်။ စက်တဘာလ12ရက်နေ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကစစ်သားတအုပ်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာထွက်ပြေးလာပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထမ်းမှာအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာတနင်္လာရီမြို့နယ်မှာစီရေးတင်းမှလည်းရှိပြီးတော့ပြည်သူများအနေနဲ့စီရေးအသည့်သတိနဲ့တွာလာနေထိုင်ကြပါရန်ဗိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတစ်ကအတိပေးချက်ထောက်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့ပြူစောတိနှစ်ဦးကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ23ရက်နေ့မနက်9:00နာရီကမှပသိမ်ကြီးမြို့နယ်ကံကြီးရွာမှာနေထိုင်တဲ့ပြူစောတိနေလင်းဦးနဲ့ထီတော်မှုရွာမှာရှိတဲ့လဆာရ9တပ်နဲ့ကံကြီးရွာထဲမှာအထိုင်ချနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့တော်လန်ရဲအဖွဲ့များရဲ့တီနေရာ အသွားလာများကိုတရင်ပေးလှုပ်ဆောင်နေတယ်ဒလန်အကြီးစားဒေါ်ပေါ်တို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်ဆက်တပ်အတွက်အလွတ်လုပေးနေတဲ့ပြူစောတိနှောက်ဦးကိုဖမ်းဆီးရန်ပသိမ်ကြီးမြို့နယ်ပကဖရဲဘော်များကဖမ်းဆီးရန်ကြိုးစားခဲ့တော်လဲထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြပါတယ်မြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်ဆက်တပ်နဲ့သူတို့ရဲ့ထောက်တိုင်တွေကိုအလင်းသိမ့်တယ်လို့တိုက်ခိုက်ရှင်းလင်းသွားမှာပါလို့ပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းခတ်မြို့နယ်အခြေစားစစ်ကောင်စီရဲ့ခလာရ3နှစ်ရှစ်တိုင်ရင်ကဘူကြီးဇွဲမှန်ဦးနဲ့ဇနီးအေးတန်နာဝင်းကအွန်လိုင်းမှာမဲဆူမဲဆိုပြီးတော့လူဦးရေအယောက်90ဦးထံကနေပြီးတော့ ပိန်းထောင်ကျော်လိန်လေသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗိုလ်ကြီးစွမ်းမှန်ဦးရဲ့ဇနီးအေးတနာဝင်းဟာမိုင်းခတ်မျိုးအခြေခံပညာကျောင်းမှာကျောင်းဆရာမအဖြစ်နဲ့လောက်ကင်နေရင်းနဲ့ပြည်သူအယောက်90ထန်းကနေပြီးတော့မဲစုမဲဆိုပြီးငွေကြေးများကိုလိန်လေသွားခြင်းဖြစ်တယ်လို့သိရပါဗါး။အွန်လိုင်းပေါ်ကနေပြီးတော့မဲစုကြေးတွေလောက်ကြတာပါ။ပါသွားတဲ့လူဦးရေကမနှဲပါဘူး။သူ့လိန်သွားတဲ့ပတ်စံကတိန်းထောင်ကျော်တယ်။အခုဘိုးကတော်ကသူ့လိန်နာတာတွေကိုပြန်မပေးတဲ့အပြင်သူ့ကိုအဆက်ခွဲတဲ့သူတွေကိုစစ်တပ်နဲ့ချင်းချောက်သေးတာ။ စီယုံကိုခေါ်ပြီးတော့အေးအေးယူမယ်ဆိုပြီးချင်းချောင်းနေတာလို့မဲလိန်ခံရတဲ့ဒူတူကပြောပြထားပါဗျ။အဲ့ဒီမဲလိန်ခံရမှုအတွက်သက်ဆိုင်ရာကိုတိုင်ကြားထားတော့လေအရေးယူမှုတစုံတရာမရှိဘူးလို့သိရပါတယ်။လိန်လေသွားတယ်ဘိုးကြီးဇွဲမှန်ဦးဟာ DSA စစ်တပ်ကတော့အပတ်စဉ်61ကြောင်းစင်းဖြစ်ပြီးတော့၎င်းရဲ့ယာဒူးနဲ့အမှုဖွဲ့လို့မရစေရန်တာစီထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံလာမြို့နယ်တာစီကျေးရွာမှာရှိတဲ့အကျဉ်းထောင်နဲ့ရဲကင်းကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ23ရက်နေ့မွန်လယ်တနာရီ30မိနစ်အချိန်ကမှအနောက်မြောက်တိုင်းစစ်ဌာနချုပ်တရှိရာမုံလာမြို့နယ်တာစီကျေးရွာမှာရှိတဲ့တာစီထောင်နဲ့ရဲကင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့အများပူးပေါင်းပြီးတော့ drone 60မမ80မမ120မမတို့ကိုအုံပြုတ်ပြီးတော့ဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်40မမလက်နက်ငယ်များနဲ့အနီးကပစ်ခတ်တိုက်ခိုက် ိုက်ခဲ့တယ်လို့သိရပါဗယ်အခုလိုမျိုးအနီးကပြစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာစစ်ကောင်စီဘက်ကထောင်ဝင်းအတွင်းကနေပြီးတော့ကောင်တာပြန်ခဲ့ကတောတောင်ကိုအခွင့်ကောင်းယူပြီးတော့ Snipe Rangers Force ရဲ့လက်နက်ကြီး point နေရာကိုစီးနေတိုက်ခိုက်ခဲ့တဲ့အတွက်ခိတာခဏတပ်ပြန်ဆုတ်ပေးလိုက်ရတယ်လို့သိရပါဗယ်အခုလိုမျိုးခိတာခဏတပ်ဆုတ်ပြီးတဲ့နောက်တနအိကန်အကြမ်းမှစုဖွဲ့မှုပြန်လုကအကြမ်းမဲ့စစ်တပ်သိမ်းပိုက်ထားတဲ့လက်နက်ကြီးနေရာကိုလက်နက်ငယ်များနဲ့တွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်စစ်တပ်လက်ထဲကိုရောက်ရှိခဲ့တဲ့60မမလက်လုံလက်နက်ကိုတော့ပြန်လည်ရယူခဲ့တယ်လို့သိရပါဗယ် အဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။ဒရဇက်ပစ်ပြီးကျွန်တော်တို့လက်နက်ကြီး point နေရာကိုလာဝိုင်းတာ10ဦးကျော်ကျော်လောက်တော့ရှိမယ်။စက်ကလေးလည်းပါတယ်ဒီအာမမများလို့စုပ်ပေးလိုက်ရတာပါလက်နက်ကြီး point နေရဆိုတော့ကျွန်တော်တို့ဘက်ကလည်းလက်နက်ငယ်မပါတာလဲပါပါတယ်အဲ့ဒါကြောင့်မို့လို့စုပ်ပေးလိုက်ရတာပါကျွန်တော်တို့ဘက်ကကြားထိုးပြန်တက်တော့အတင်းကိုစုပ်ခွာသွားတယ်သူတို့စီကလက်နက်တော့မရခဲ့ဘူးကျွန်တော်တို့လက်လုံးလက်နက်ကြီးတော့ပြန်ရခဲ့တယ်စစ်ကောင်စီဘက်ကတေဆုံးမှုတွေများတယ်အလောင်းတွေကိုအမတ369တက်ကနေလာတယ်သွားတယ်လို့သတင်းကြားထားရတယ် ကျွန်တော်တို့ဘက်ကတော့အထူးကြိမ်မရှိပါဘူးလို့ Snipe Rangers Force Local Media တပ်ဖွဲ့ကတာဝန်ရှိသူတွေကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Snipe Ranger Force နဲ့ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ချင်းမဲမြေကမ်းဘေးကျေးရွာများမှာမုံရွာကနေစုံစင်းလာတဲ့စေတင်မောင်များရဲ့ရန်ကိုကြောက်ပြီးတော့ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရမှာယခုခါမှာလေးချောင်းကနေတိုက်ခိုက်မဲ့အခြေအနေကိုထပ်မံရင်ဆိုင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ22ရက်နေ့မနက်ပိုင်းမှာမုံရွာမင်းတောင်စိတ်ကန်းကနေပြီးတော့ချင်းမဲမြေအတိုင်းစေတင်မောင်များနဲ့ကုန်တင်တင်မောင်များစုံစင်းလာတယ်လို့သိရပါတယ်စက်တဘာလ22ရက်နေ့ကကမ်းဖြူကျေးရွာနဲ့မင်းရွာချားမှာညအိပ်ရန်နာခဲ့ပြီးတော့စက်တဘာလ22ရက်နေ့မနက်ပိုင်းမှာအောက် က်ကိုဆက်လက်ဆုံဆင်းလာခဲ့တယ်လို့သိရပါတယ်စစ်သည်မောင်များကချင်းတွင်းမြစ်ကြောင်းမြေကမ်းဘေးတစ်လျှောက်မှာရှိတဲ့ခြေရွာများကိုအကြောင်းမဲ့လက်နက်ကြီးများနဲ့ပစ်ခတ်လေရှိတဲ့အတွက်ကြောင့်ရေစကြိုမြို့နယ်အတွင်းကခြေရွာများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့သိရပါတယ်ကမ်းဖြူမင်းရွာအောက်အိုပရိန်သာမအူအောက်စိတ်အောင်ပန်းနဲ့ဝါယာကြီးရွာများကဒေသခံပြည်သူတွေအားလုံးတိမ်းရှောင်ခဲ့ရပါတယ်ရွာလုံးကျွတ်ပဲအခုတော့စစ်သည်မောတွေဖြတ်တန်းသွားပြီမဲ့ အခုကလေချောင်းရံချောင်းအတော်ကိုစိုးရိမ်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်စက်တဘာလ22ရက်နေ့ကစစ်ကောင်စီကမဟူအောက်စိတ်ကြီးရွာကိုဘုံကျဲခဲ့ရမှာအမျိုးသမီးနှစ်ဦးသေဆုံးပြီးစေးရုံဖုန်ကြီးချောင်းနဲ့ဇေဒီတော်တိန်ချောင်းတို့ပျက်စီးခဲ့ရတယ်လို့သိရပါတယ်လက်တလုံးရေစကြုံမြို့နယ်အတွင်းစစ်ကောင်စီရဲ့တိုက်လေရင်များ1 2လေရင်များ ညစဉ်နေ့စဉ်ပြန်တမ်းမှုများရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်လေချောင်းတိုက်ခိုက်မှုများဖြစ်ပေါ်လာမှာကိုအမြဲဆုံးရင်နေရတယ်လို့သိရပါတယ်။အခုကစစ်သည်မောရန်ကအေးမဲ့မကြံသေးဘူး။အခုလေရင်တွေကနေတိုင်းညတိုင်းကိုပြန်တမ်းနေတယ်။စက်တမာလ22ရက်နေ့မှာမအူအောက်စိတ်ကြီးပါကိုဘုံကျဲလို့နှောက်ဦးသေးတယ်။ညတိုင်းအိမ်မပြောကြဘူးလို့ကမ်းဖြူကြီးပါကပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့စကိုင်းတိုင်းရေဦးမြုံနယ်မုတ်စီရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်မီးရှို့ပြီးတော့ကျေးရွာ၃ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တမလာ26ရက်နေ့မွန်လွယ်စက်နန္ဒာရီ30မိနစ်ခန့်မှာရေဦးမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကမုတ်စီရွာကိုဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်မုတ်စီရွာအနီးနားမှာရှိတဲ့ကျေးရွာ၃ခုကထောင်ထဲချီတဲ့ပြည်သူများဟာလည်းဘေးလွတ်ရွာကို ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိနဲ့ဖမ်းဆီးခံရမှုရှိမရှိကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါဗျ။ရေဦးခွေးကြံကနေထွက်လာတဲ့စစ်ခွေးအင်အား120ခန်းလောက်ပါတဲ့စစ်ကြောင်းကမုတ်စီကျေးရွာတွေကိုဝင်ရောက်စီးနှင်ပြီးမိရှုပ်ဖျက်ဆီးနေပါတယ်။အနီးနားကရွာတွေကပါထွက်ပြေးတိမ်းရှောင်နေရတယ်။မြေပြင်အခြေအနေကိုတော့ဆက်လက်ပြီးတော့အတည်ပြုနေပါတယ်လို့အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖကဖကတာဝန်ရှိသူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းတဲကမြို့နယ်တချို့မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေကအသက်35နှစ်ကနေအသက်65နှစ်အထိရှိတဲ့အမျိုးသားတွေကိုပြည်သူလုံခြုံရေးဆိုပြီးတော့အဖွဲ့တွေဖွဲ့ဝေးကစစ်တင်တန်းတွေပို့ချပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရက်ကွက်အလိုက်စစ်တင်တန်းပို့ချပေးနေတာဖြစ်ပြီးတော့တရက်ကွက်ကိုအယောက်90ကနေအယောက်60အထိပါဝင်ကြတယ်လို့ပြောပါတယ်။အခုအပတ်စဉ်စစ်တင်တန်းတက်နေတာကအမှတ်ဆက်နဲ့ရက်ကွက်ကတက်ကြီးရွယ်ဦးတွေပေါ့။အဓိကကတော့ယာယီမှုစေအိမ်မှုတွေနဲ့သူတို့နဲ့ပတ်သက်တဲ့သူတွေများတယ်လို့မဟုတ်ပင်မြို့မှာနေထိုင်သူတို့ကပြောပြခဲ့ ပါတယ်။တင်းနှန်းပေးနေတာကတော့မအူပင်အခြေဆိုင်ခလာရ20ခွန်ကပေးနေတာစပယ်မာလာ25ရက်နေ့ကတင်းနှန်းစပေးမယ်လို့ကြားထားတယ်။အရင်ကလည်းအဲ့ဒီအမှတ်20ခွန်တရင်ထဲမှာပြည်သူစစ်တင်းနှန်းဆိုပြီးတော့ပြည်သူစစ်တွေစစ်တပ်သတင်းပေးတွေကိုလက်နက်ငယ်တင်းနှန်းတွေ ဒါစဉ်စီစဉ်ပေးခဲ့တာလည်းရှိတယ်လို့အထက်ပါဒေသခံကပြောပြထားပါဗျာ။စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော်လှန်ရေးစစ်ပွဲတွေကြောင့်အင်အားယော်နေလာတဲ့အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းဥပဒေကိုအသုံးချတာပေါ်တာဆွဲတာစတဲ့ဤမျိုးစုံနဲ့အရက်သားတွေကိုစစ်တပ်ထဲဆွဲခေါ်နေတာဖြစ်ပြီးတော့စစ်မှုထမ်းဥပဒေအရအသက်ကျော်လွန်တဲ့အမျိုးသားတွေကိုလည်းပြည်သူလုံခြုံရေးအဖွဲ့ဆိုပြီးတော့စစ်တင်နန်းတွေကိုပေးနေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။